ီလိုမျိုးဗီဒီယိုတို့လေးကိုကိုယ့်ရဲ့ဖုန်းထဲပဲကိုယ်တိုင်ကိုယ်ကြပဲဖန်တီးလို့ရပါတယ်။ကိုယ့်ရဲ့တက်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒီလိုမျိုးတက်ပုံကနေပြီးတော့ဗီဒီယိုဖြစ်ဖန်တီးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မှာ Chrome ဒါမှမဟုတ်ရင် Google ကနေပြီးတော့တွားလုပ်ပြရမှာဖြစ်ပါတယ်။ဗီဒီယိုဖန်တီးဖို့အတွက်တက်ပုံရှိပြရဆိုရင်တော့ Google Chrome ကိုတစ်ခါလဲဝင်လိုက်ရုံပါပဲ။တပ်ပုံက ready မရှိသေးဘူးအရင်တည်းမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့တပ်ပုံကိုဖန်တီးဖို့အတွက်မိမိရဲ့ဖုန်းထဲမှာရှိတဲ့ Gemini app ဂျမနိုင်း AI ကိုတွားပြီးတော့တပ်ပုံတွေကိုဖန်တီးလို့ရပါတယ်တကယ်လို့ကိုကတခြားနေရာယူရလဲရပါတယ်ကျွန်တော်ကတပ်ပုံကိုဂျမနိုင်း AI ကနေပြီးတော့ပဲဖန်တီးမှဖြစ်ပါတယ်ဟာဂျမနိုင်း software AI မရှိသေးဘူးဆိုရင်တော့ Play Store ကိုတစ်ချက်တွားလိုက်ပါ Play Store ရဲ့ router နဲ့ခြားမဲ့နေရာကိုတစ်ချက်နေပြီးတော့ Apple Server မှာဂျမနိုင်းလို့ရချပြေးတာနဲ့ရပါပြီဒါဆိုရင်တော့ဒီ software လေးကို download ဆွဲခဲ့ပါ download ပြရနဲ့အပြင်တစ်ချက်ပြန်ထွက်လိုက်ပါတပ်ပြရနဲ့တပ်ပုံဖန်တီးဖို့အတွက် Gemini နဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ် အကောင့်ဖွင့်တာကတော့လောလောကူပဲဖွင့်လို့ရပါတယ်။ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail ကောက်တစ်ကောက်ရှိပြီဆိုရင်တော့ Gemini app ကို Gemini AI ဆိုတဲ့ကိုလောလောကူကိုဖောက်လို့ရပါတယ်။ဒါဆိုရင်ကိုယ့်မှာ Gemini AI app ကိုအကောင့်ဖောက်ပြီးတွေ့ပြီဆိုရင်တော့ဒီနေရာမှာတက်ဖို့ဖန်တီးဖို့အတွက်ကိုကြိုက်တဲ့စာကိုညီမလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ရေးထည့်လို့ရပါပြီ။ကျွန်တော်တို့မှာတက်ပုံရပြီဆိုရင်တော့တက်ပုံကို video ဖြင့်ဖန်တီးဖို့အတွက်ခလုံးဒါမှမဟုတ်ရင် Google လေးကိုတစ်ချက်ဝင်လိုက်ပါ။ကျွန်တော်ကခလုံးကနေပြီးတော့ဝင်ရောက်လုပ်ပန်းဖြစ်ပါတယ်။ခလုံးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ ခလုံးနဲ့ရတာနဲ့အပေါ်ဆိုင်ပါကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ရိုက်ချပေးရမှာကတော့ Google AI Story ကိုရိုက်ချပေးရမှာဖြစ်ပါတယ် Google AI Story ကိုရိုက်ချပေးရတဲ့ website ထဲကိုတစ်ချက်ဝင်ပေးပါ website ထဲကိုရောက်ပြီဆိုတာနဲ့ဒီဘက်ဘယ်ဘက်မှာရှိတဲ့မြင်းတုံချောင်းကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာဆိုရင်တော့ generate media ကိုထပ်ပြီးတော့နှိပ်ပေးပါ ကျွန်တော်တို့ကဓာတ်ပုံကနေပြီးတော့ဖူယိုဖြစ်ဖန်နီမှဖြစ်တဲ့အတွက်အပေါ်အနေနဲ့ဆွဲတင်ပေးပါဒီအောက်ဆုံးမှာရှိတဲ့ PEO ဆွဲနေရာကိုနှိပ်ပေးပါဒီဘက်မှာရှိတဲ့အပေါင်းလေးကိုတစ်ချက်နှိပ်ပေးပါ PR နဲ့ Allot Image ကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာဆိုရင်တော့ကိုဖူယိုဖြစ်ဖန်နီချင်တဲ့ဓာတ်ပုံကိုရွေးထည့်လို့ရပါပြီ တပုံရေးထည့်ပေးရနဲ့ကိုကတပုံကိုဘယ်လိုမျိုးလုပ်ချင်လဲဆိုတော့ရေးထည့်ပေးရမှာဖြစ်ပါတယ်။ကော်မလီယာမိဘုံပြန်ကိုကိုင်းနေတဲ့တပုံဖြစ်တဲ့အတွက်ကျွန်တော်ကမိဘုံပြန်ကိုဖလွန့်တင်နေပြီဆိုလဲစာအုပ်ရေးထည့်ပေးပါမယ်။လူမျိုးတပုံနဲ့ထည့်ပေးသွားပြီစာလည်းရေးပြီးသွားပြီဆိုရင်တော့ပို့လိုက်ပါမယ်။ခဏအကြာတွင်မှာတပုံကနေပြီးတော့ဖူယိုဖြစ်ဖန်နေပြီးမှဖြစ်ပါတယ်။တစ်ချက်နှစ်ကြည့်လိုက်ပါမယ်။ ဒါဆိုရင်တော့တပ်ပေါ်ကနေပြီးတော့လှုပ်ရှားနေတဲ့ဗီဒီယိုဖြစ်သွားပါပြီ။အခုနောက်ကျွန်တော်ကမိဘုံပြန်လှုပ်တင်နေမျိုးရေးလိုက်တာဖြစ်တဲ့အတွက်မိဘုံပြန်လှုပ်တင်နေတဲ့ပုံစံလေးဖြစ်သွားပါပြီ။ဒီတပ်ပေါ်လိုချင်မှာကအောက်မှာရှိတဲ့ download လေးကိုနှိပ်ပြီးတော့ဒီ download လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖိုင်လေးကိုဒီပုံလေးသိမ်းထားလို့ရပါပြီ။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။